ဲကျွန်တော်ဆက်လက်ပြီးတော့တနင်္လာသာသမီမိတ်ဆွေများရဲ့တပတ်တာကန့်ကြံပါအောင်ဒီတပတ်အတွက်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်20ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့22မှာ6ရက် AB လ2025စနေနေ့ထိတပတ်တာကာလအတွင်းတနင်္လာသာသမီမိတ်ဆွေများရဲ့ကန့်ကြံပါအောင်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်เนาะအထူးအားဖြင့်ကျွန်တော်တို့ငလင်ဘေးတင့်နဲ့အလားမိဘပြည်သူတွေညီကုံတော်တို့မတွေဆွေမျိုးတွေအားလုံးဘေးအန္တရာယ်เนาะဘေးအန္တရာယ်ဇိုးကနေကင်းလွတ်ပြီးတော့ နော်ချမ်းသာနိုင်ကြပါစေနော်လွတ်မြောက်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါရဗျာဒီနေ့ကနေအဲ့တော့တင်းလာသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကြည်လိုက်ကြရအောင်ကဲအဲ့တော့ကျွန်တော်တို့တင်းလာသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်တာမှာဆိုလို့ရှိရင်တော့ဟုတ်လားအအလုပ်တွေများမယ်ဆိုတဲ့တစ်ပတ်တာဖြစ်ပါတယ်တာဝန်တွေများမယ်ဟိုကိစ္စလည်းကိုတာဝန်ဒီကိစ္စလည်းမနာရဒီဟိုကမာလည်းမအားဒါမျိုးတွေဖြစ်တတ်တယ် နော်သို့မဟုတ်ရင်လူကနားနေရရင်တော့ကိုယ့်ရဲ့စိတ်နော်အုံနောက်ဒါတွေကမနာဘူးပေါ့စိတ်ကအမြဲတမ်းတွေးတောပူပန်နေရတယ်စိုးရိမ်နေရတယ်ဟလာခေါင်းကအမြဲတမ်းအလုံးလုံးနေရတယ်ဆိုတာမျိုးတွေဖြစ်တတ်တယ်ပေါ့အဲ့တော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပင်မမ်းမဲ့အချိန်ကာလတစ်ပတ်တာဖြစ်ပါတယ်အလားတူပဲဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဟလာအဲတစ်ဖက်ကလည်းမိတ်ဆွေတစ်ဖက်ကလည်းရန်သူဆိုတာမျိုးတွေဖြစ်တတ်တယ်တစ်ဖက်ကလည်းကိုယ်ကိုထောက်ပံ့တဲ့သူတစ်ဖက်ကလည်းကိုယ့်ကိုဟလာကြောက်တွမ်းမဲ့သူဆိုတာမျိုးတွေ ကြုံရတတ်တယ်ပေါ့เนาะအဲ့တော့တရားတစ်ဖက်ဓာတ်တစ်ဖက်ဆိုတာမျိုးတွေကြုံရတတ်တဲ့တပတ်တာ ဖြစ်ပါတယ်အဲ့တော့ဝန်ထမ်းတွေအဖို့ကတော့ဒီတပတ်မှာလူကြီးတွေရဲ့အကူအညီအထောက်ပံ့ကိုရတာလူကြီးတွေကမစတာဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့အကြီးကဲတွေကအကူအညီတောင်းမယ်ဆိုဒီတပတ်တာမှာအကူအညီတောင်းခံခြင်းဖြင့်အောင်မြင်မယ်အဲအလားတူပဲဒီတပတ်မှာဆိုလို့ရှိရင်အဲကိုကယာရုတိုးတာတွေပါဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်နေရာကောင်းရတတ်တဲ့ယာရုတိုးတတ်တဲ့ဆိုတဲ့တပတ်တာဖြစ်တယ် ရည်ရချက်ရှိရင်ဒီဘက်မှာစူးစမ်းခြင်းဖြင့်အောင်မြင်နိုင်တယ်။အဲအဆောင်ပစ္စည်းတို့လက်ဖွဲ့ပစ္စည်းတို့ဂရော့ကန်ပစ္စည်းအမှတ်တရပစ္စည်းဆိုတာမျိုးတွေကိုယ့်စီကိုမမျှော်လင့်မဲနဲ့ရောက်လာတတ်တဲ့တပတ်တာဖြစ်တယ်။အလားတူပဲဒီဘက်မှာဆိုလို့ရှိရင်တော့ကိုဟာကို့အကျိုးထက်အခြားသူတွေအကျိုးကိုအလားလောက်ကန်ဆောင်ရွက်နေရတတ်တယ်။တာဝန်ပြနေတတ်တယ်ဆိုတဲ့တပတ်တာဖြစ်တယ်။အခြေအိမ်တော်ကြီးမြစ်တာကြီးနဲ့ပတ်သက်ရင်အချိန်မှားလက်လို့အခြေအိမ်တော်ကြီးမြစ်တာကြီးဦးစားမပေးနိုင်တာမျိုးတွေဖြစ်တတ်တယ်။ ဒါကြောင့်မလို့လေအခြေအိမ်တော်ကြီးမှာစိတ်ကောက်တာနားလည်မှုလွဲတာမျိုးတွေနည်းနည်းလေးစကားပြောရတာမျိုးတွေဖြစ်တတ်တဲ့တစ်ပတ်တာဖြစ်တယ်။အဲ့တော့ကိုယ့်ရဲ့အလုပ်တွေကခិតတယာယီရက်ဆိုင်နေတာမျိုးတွေအလုပ်မကောင်းတာမျိုးတွေဖြစ်တတ်တယ်ဆိုတဲ့တစ်ပတ်တာဖြစ်တယ်။အဲတခြားသူတွေရဲ့ကိုပတာကိုကငဲ့ကွက်နေရတဲ့အခြေအနေမျိုးနဲ့ကြုံရတတ်တဲ့တစ်ပတ်တာဖြစ်ပါတယ်။အမ်ခေါင်းကြိုက်တာခေါင်းမူတာဖြစ်တတ်တယ်မတော်တဆထိခိုက်တယ်ရတတ်တယ်ခြေထောက်နာတာမျိုးတွေဖြစ်တတ်တယ်။ဟိုကိစ္စမအားနိုင်ဒီကိစ္စသွားရလာရဆိုတာမျိုးတွေ ြုံရတတ်တဲ့တပတ်တာဖြစ်တယ်။အဲ့တော့ဒီတပတ်ကအနည်းငယ်ကန့်ညံ့နေတဲ့တပတ်တာထဲမှာပါပါတယ်။အဲ့တော့ဒီတပတ်မှာဆိုလို့ချင်းတော့ကိုဟာဟလာအများသူငါတွေရဲ့အချို့တွေရဲ့တင်ကြီးလေးစားမှုခံရတတ်တယ်။သို့တော်ညာလဲကို့မှာကို့ဘူးကိုသာတိဆိုတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ကိုပိုင်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတွေဟလာအရောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအနေနဲ့ခိတ္တရက်တန်တာရက်ဆိုင်တာတိတ်မကောင်းတာအခက်အခဲတွေတွေ့ပြီးလောက်ရတဲ့လောက်အကျိုးမရှိတာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။ ဲ့တော့ဒီတစ်ပတ်မှာအရေးကြီးတဲ့ခရီးစဉ်ကိစ္စအပါအဝင်အရေးကြီးတဲ့အလုပ်ကိစ္စငွေကြေးကိစ္စတွေမလောက်တာပို့ပြီးတော့ကောင်းပါတယ်ခိတ္တသီးခံပါအဲ့တော့ဆိုင်ကနာရုံးကနေဖွင့်မယ်လုပ်ငန်းတွေထူထောင်မယ်အရေးကြီးတဲ့အလုပ်တွေလုပ်မယ်ဆိုရင်တော့ဟုတ်လားဒီတစ်ပတ်မှာအင်တာဗျူးပြင်မယ်အလုပ်သွားရှောင်မယ်ဒါမျိုးတွေရည်ရွယ်ထားတယ်ဆိုရင်တော့ဒီတစ်ပတ် တာမှာအဲမလုပ်ဘဲနဲ့အခုပြောမဲ့ရေရရာလေးကိုသာလုပ်ပါเนาะခိတ္တသီးခံပါအနေငယ်ကံကြမ်းတာကြောင့်ရေရရာလုပ်ဖို့လိုပါတယ်အဲ့တော့ဇေဒီတစု နိဇရာဇီဒီတဆူမှာရက်ဖြူရောင်၄ချောင်းတောက်တော်ကြီး၄ခွက်ဖျောင်းနိုင်၄တိုင်အထွန်းကြီးပူဇော်လှူဒန်းရမှာဖြစ်ပါတယ်မိမိအလိုရှိအောင်ဆူတော်မှာဒီတစ်ပတ် အတွက်အဲကျွန်တော်တို့ကံကောင်းလက်ရှင်ကနန်းအနေနဲ့ရောဒီတစ်ပတ်မှာ၄ကနန်းဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကတော့ဒီတစ်ပတ်မှာအပြာရောင်ဖြစ်ပါတယ်เนาะကျွန်တော်တို့တင်းလာသားသမီးမိတ်ဆွေများအတွက်ပါ